ီးခဲ့တဲ့2015ခုနှစ်မတ်လ9ရက်နေ့ကရန်ကုန်မြို့မြို့တော်ခမ်းမရှင်မှာဖြစ်ပွားခဲ့တဲ့ကြောင်းသားများနဲ့တက်ကြွလှုပ်ရှားသူများကိုအရက်ဝတ်လက်ပတ်နေများတုံးပြီးအကြမ်းဖက်မှုတစ်နှစ်ပြည့်မြောက်တဲ့အခမ်းအနားကိုမြို့တော်ခမ်းမရှင်မှာမတ်လ9ရက်နေ့နေ့လယ်ပိုင်းကပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားကိုလက်ပတ်နေအကြမ်းဖက်မှုတစ်နှစ်ပြည့်နဲ့အတူနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးစုတောင်းပွဲကိုပါပြုလုပ်ခဲ့ရာကြောင်းသားများနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ပါတယ်။လက်ပတ်နေအကြံဖတ်မှုတစ်နှစ်ပြည့်ခံတာကိုဥဆောင်ကျင်းပတဲ့တက္ကသကျောင်းသားတို့ကလည်းသူ့ရဲ့သဘောထားကိုအခုလိုပြောပါဗျာ ့မနစ်ကမက်ချ်လာမယ်အညကျွန်တော်ဒီသားမှာပညာရေးတိရစ္ဆာန်ကျောင်းတွေကိုအချမ်းမဖတ်ဖို့ကျွန်တော်တောင်းဆိုခဲ့တယ်ကျွန်တော်အဲတောင်းဆိုခံရခြင်းပဲကျွန်တော်ကျွန်တော်တို့ကအချမ်းမဖတ်ဖို့တောင်းဆိုတာဒါပေမဲ့အချမ်းအချမ်းဖတ်ဖို့တောင်းဆိုတဲ့အခါမှာပဲကျွန်တော်တို့အချမ်းပဲခံခဲ့ရတယ်အဲ့ဒါကိုကျွန်တော်တို့ဟိုအမြဲမမမမိနေတယ်မမေ့ဘူးအမြဲတတိယနေဆိုတာသူတို့အားလုံးသိစေဖို့လဲကျွန်တော်ခဏတော်ချင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဟိုထောင်ထဲမှာရောက်နေတဲ့ចောင်းသားရဲဘော်တွေရှိသေးတယ်နိုင်ငံရေးအချင်းသားအများကြီးရှိသေးတယ်အဲ့နိုင်ငံရေးအချင်းသားတွေចောင်းသားရဲဘော်တွေလွတ်မြောက်ဖို့တဲ့နေနေစုတောင်းဝေးလောက်တာပါ အဲ့ဒီခန်းနာမှာတော့2015ခုနှစ်မတ်လ9ရက်နေ့ကလက်ပတ်နေတရဲ့အကြံဖတ်မှုကိုပြန်လည်တရုတ်ပြခြင်းကိုလုံဆောင်ခဲ့တယ်လို့ဖန်စီခန့်ចောင်းသားတွေနဲ့နိုင်ငံရေးကျင်းသားတွေလွတ်မြောက်စေဖို့အတွက်ငှက်လွတ်ခြင်းတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။အဲ့ဒီခန်းနာကိုတော့ចောင်းသားတွေနဲ့နိုင်ငံရေးတကြွလှုပ်ရှားသူယာနဲ့ချီတက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကမြို့တော်ခမ်းမရှိအကြံဖတ်မှုမှာကျောင်းသားအချို့ဖမ်းဆီးခြင်းခံခဲ့ရပြီးအရက်ဝတ်လက်ပတ်နီများကို အာဏာပိုင်တွေကအုံပြုခဲ့တာကြောင့်ဝေဖန်မှုတွေရှိခဲ့တာဖြစ်ပါတယ်။